စာလရိခါဖူလုံရေးအတွက်ရန်ကုန်လူဦးရေ9တန်းရဲ့တဝက်လောက်ကိုကျဲဥစားသုံးဖို့ကျဲအကောင်ရေ၄တန်းထိမွေးမြူဖို့လိုအပ်တယ်လို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမြောင်းလိုင်းကတွက်ချက်ပြောဆိုခဲ့ပါတယ်စစ်ကောင်းဆောင်ကအဲ့လိုပြောဆိုထားပေမဲ့လက်ရှိမှာတရိတ်ဆန်အစားနဲ့စေဝါတင်သွင်းမှုလိုင်စင်ကန့်သက်တဲ့မူဝါဒတွေကုန်ကျန်းစင်းနှုန်းမြင့်မားမှုတွေကြောင့်ဤတွင်မွေးမြူရေးလုပ်ငန်းရှင်တွေဟာလုပ်ငန်းတိုးချဲ့နိုင်တာမရှိဘဲခက်ခဲတဲ့အခြေအနေလောင်ရင်တွင်ပြိမ့်မိနေပါတယ် စာနယ်ဧကဖူလုံရေးအတွက်ဒေသလိုက်စိုက်ပျိုးမှုလူရေစုံတွေတိစောက်ဖို့လိုအပ်ပြီးလူရေ9တန်းရှိတဲ့ရန်ကုန်တိုင်းမှာလူရေရဲ့တဝက်ဖြစ်တဲ့3.5တန်းဟာကျဥ်တရက်တလုံးစားသုံးမှာကကျက်အကောင်ရေ4တန်းခန့်မွေးမြူရမှာဖြစ်တယ်လို့စစ်ကောင်းဆောင်ကညွှန်ကြားခဲ့ပါတယ်။လက်ရှိဈေးကွက်မှာကျက်ဥ်တလုံးကျက်900ကနေ600ကျက်ကြားရှိနေပြီးစစ်ကောင်းမရှင်ရဲ့ရောင်းချမှုစင်တာတွေမှာ365ကျက်နဲ့ရောင်းချပေမဲ့ အလွယ်တကူဝယ်ယူမရနိုင်ဘူးလို့ရန်ကုန်မြို့ကန်တွေစီကသိရပါတယ်။ဈေးတဲကကျုပ်တလုံး900ကျပ်ကနည်းနည်းတော့ကြီးတယ်။စီပင်နဲ့စင်တာတွေမှာရောင်းတဲ့ကျုပ်ကသေးတယ်။ဈေးသွင်းရင်စီပင်ကကျုပ်ရောင်းတာနဲ့မကြုံဘူး။စင်တာတွေမှာလည်းတစ်ခါတလေမှရတယ်။အပြင်ဈေးနဲ့ဝယ်ရတာပဲများတယ်လို့ရန်ကုန်မြို့ကန်အရှင်မတူက ARD Times ကိုပြောပါရယ်။စစ်ကောင်မရှင်ဟာဒိတ်ဆန်မွေးမြူရေးအစားနဲ့ဈေးဝါးတွေကိုတင်သွင်းရမှာလိုင်စင်ချပေးမှုကိုကန့်သက်ထားတာ။ ဤရင်းရှိတရိတ်ဆန်အဆောင်ကုန်ဉန်းတွေဈေးနှုန်းမြင့်မာတာတွေကြောင့်ကြက်သားနဲ့ကြက်ဥဈေးနှုန်းအပောင်ဝင်အသားဈေးနှုန်းတွေမြင့်တက်နေပါတယ်။ဒါအပြင်မွေးမြူလုပ်ငန်းတွေကို25ရာခိုင်နှုန်းကနေ100ရာခိုင်နှုန်းထိအစင်းစင်တိုးမြင့်ပြီးစီမံချက်ချမှတ်ဖို့စစ်ကောင်းဆောင်ကပြောကြားခဲ့ပြီးသူရဲ့ပြောဆိုချက်တွေဟာလက်တွေ့ဈေးကွက်နဲ့တော့အလန်းဝေးနေပါတယ်။အသားတိုးကြက်ဥစားပဲနဲ့အသားတိုးဝက်မွေးမြူလုပ်ငန်းတွေကို နိုင်ငံစီးပွားရေးမြင့်တင်ရေးရမုံငွေ32ဘီလီယံနဲ့မွေးမြူရေးဆောင်ရွက်နေတယ်လို့စစ်ကောင်မရှင်စီကသိရပါဗျာ။ပြီးခဲ့တဲ့2023 2024ခုနှစ်မှာအသားမက်ဒရစ်တန်1.24တန်၊နိုမက်ဒရစ်တန်1.19တန်၊ဥလုံးရေပေါင်း၄တန်12,469 12, ထုတ်လုပ်နိုင်ပြီးရေကြိုးရေငန်ပစွန်ပိတ်တာတန်ပေါင်း3,880ကျော်ထုတ်လုပ်နိုင်တယ်လို့သိရပါဗျာ။